အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဖြိုးရဲ့ဖိုက်ထေရဖေဘီလေးရာတတလေးလာမိမိလေးလာဆိုတာသိရတဲ့နေ့လေးပေါ့နော်ကဲအခုကတော့ဖြိုးလို့လင်းများနှစ်ယောက်စေကန်းကိုသွားနေပါပြီအော်ပြောဖို့မိတ်နေတယ်ဖြိုးကမင်းကလေးလူချင်းတို့ပန်းရောင်လေးဝတ်ခဲ့တာပေါ့နော်ဖြိုးမျိုးသားဒီမှာသူအပြာလေးဝတ်ခဲ့ပါတယ်ယောက်ျားလေးအရန်လူချင်းနေတာပေါ့နော်ဖြိုးကတော့ပြောပါတယ်မင်းကလေးဆိုပြီးတော့ပြောခဲ့ပါတယ် ကဲအခုကတော့ဒီနေ့ကပုံမှန်ဆိုရင် OG ကိုပြရမှာစနေနေ့မှပြရမှာပေါ့နော်။အာဒီနေ့ OG ကလှမ်းပြီးတော့ဒီနေ့လက်ပြဖို့ပြောတာနဲ့ဖြိုးဖြိုးချက်ချင်းပဲစေခံကိုသွားနေတာပေါ့နော်။ကဲသွားနေတဲ့လမ်းမှာလည်းလုံးဝရင်ခုန်မှုတွေမြန်ဆန်စွာနဲ့လင်းများမြောက်သွားနေတာပေါ့နော်။ကဲအခုတော့စေခံကိုရောက်ပါပြီ။ဖြိုးပြနေတဲ့ OG ကတော့ဒါဒေါက်တာဒေါ်တိတိထွန်နဲ့ပြနေတာပေါ့နော်။ ကဲစေကန်ရောက်ပြီဆိုတာနဲ့ဖြိုးကိုတိုင်းစရာရှိရလေးတွေတိုင်းပါတယ်ဖြိုးရဲ့ weight ကတော့ဆက်ဆချင်မှာပေါင်ရင်100နဲ့ဟု120ဖြစ်သွားပါပြီကဲစေကန်မှာဆရာဝန်တွေမရောက်ခင်ဆိုတော့ဖြိုးအစားပုတ်လေးကထိုင်ပြီးတော့ထုံးစံအတိုင်းမုတ်တိထိုင်စားနေပါပြီရင်ခုန်မှုတွေကိုခဏထိန်းချုပ်နေတာပေါ့နော်မုတ်လေးနဲ့ကဲအခုတော့အန်ထာဆောင်ဆရာဝန်ရောက်လာပြီဆိုတော့ဖြိုးအရင်ဆုံးအန်ထာဆောင်ရိုက်ဖြစ်ပါရဲ့ ကဲတတလေးလားမိမိလေးဆိုတာလားရင်ခုန်သွားနဲ့ကြည့်လိုက်ကြပါအောင်ရှင်ဆရာဝန်ကတော့ချက်ချင်းပဲပြောလိုက်ပါတယ်ဒီမှာဂျိုးတွေ့တာနဲ့ယောက်ျားလေးဆိုပြီးပြောလိုက်တယ်ပေါ့နော်ကဲအခုတော့ဖြိုးရှုံသွားပါပြီဖြိုးလို့ကျင်တဲ့မိန်ကလေးမဟုတ်ဘူးယောက်ျားလေးပေါ့နော်ယောက်ျားလေးလည်းချစ်ရမှာပဲပေါ့နော်ဖြိုးရဖူလီထဲမှာရောမှန်တဲ့လူတွေဘယ်သူတွေရှိလဲယင်ကဲအခုတော့ဖြိုးကိုချစ်ကြတယ်လို့ဖြိုးရဲ့တသားလေးကိုလည်းချစ်ပေးလို့ရပါပြီအခုကတော့ နိုင်ပါပါလေပြောင်းလေးပါပြောင်းလေးပါဒီမရှိဒီမရှိစပရင်ကပြောင်းခဲ့တာကဲကိုယ့်ကိုယ်ကိုမြင်ချင်ဘူးအားလေးရောက်ကြလေ